အော်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော် future trade မှာအသုံးပြုတဲ့ဟိုဟိုစကလုံးလေးအသုံးလုံးလေးအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီကျွန်တော် trade setup တခုကိုကျွန်တော် simple trade ထားတာရှိတယ်အဲ့တော့ simple trade ထားရှိတော့ bear trade ကိုကျွန်တော် simple trade လိုက်လဲကျွန်တော်ဆိုတော့ sui ကိုကျွန်တော် simple trade လိုက်တယ်ပေါ့နော် sui ကိုကျွန်တော် simple အရှင်တစ်ခုယူပြီးတော့ကျွန်တော်ထွက်လိုက်တယ်အဲကျွန်တော်ဘာမှထွက်လိုက်လဲဆိုတော့ဒီဒီဟမ်းမောင်းမှာကျွန်တော်ထွက်လိုက်တယ်ပေါ့နော်ဒီ mark ဒီ market action horizontal support resistance breakout 1 2 3တဟမ်းဟမ်းမောင်းမှာကျွန်တော် examine နော် for examine နော် light trade လို့မရအောင်နော် for example ကျွန်တော်ဒီမှာကျွန်တော်ပြပြခြင်းလို့ကျွန်တော်ကျွန်တော် action trade trade မဖြစ်သေးဘူးလောလောဆယ်ကျွန်တော် waiting မဲ့ရှိသေးတာဆိုတော့လေအဲ့တော့ ကန်ကောင်းရင်တော့မြတ်ပေါ့ဗျာကန်ကန်ဆိုးရင်တော့ stop လို့ပေါ့နော်အာကျွန်တော်ဒီမှာကျွန်တော် hammer မှာကျွန်တော် action ယူထားခဲ့လိုက်တယ်အဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော်တို့ဒီ finance future စေကိုတစ်ချက်တော့တွားအောင်ဟုတ်ပြီနော် finance future တွေတွားလိုက်ပြီဆိုတော့အဲ့ကျွန်တော်တို့ဒီမှာပေါ့နော်အာဒီမှာကျွန်တော် entry ယူခဲ့တဲ့ဟာဒီပေါ့နော်3ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုတဲ့သဘောကဒီအခေါ်ဝေါ်လေးတွေကဘာလေးကြီးလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်တယ်အဲ့တော့ပထမဆုံးကကျွန်တော်တို့ကကြတော့ ကျွန်တော်ကဘာနဲ့ trade လဲဆိုတော့ future trade မှာဆိုရှင်ကျွန်တော်အာ isolated moon နဲ့ trade တယ် leverage ကကျတော့ 20x ကိုယူရဲ single moon နဲ့ပဲကျွန်တော် trade တာဖြစ်တယ်အဲ့တော့ isolated နဲ့ cross moon ကဘာကွာလဲဆိုတော့ကျွန်တော်ပြောထားပြီးသားဖြစ်တယ် okay အဲ့တော့ leverage အကြောင်းကိုလည်းကျွန်တော်ဟောတင်ထားပေးပြီးသားဖြစ်တယ် leverage အကယူရင်ကောင်းလားမယူရင်ကောင်းလားဘာတွေအေအေကျွန်တော် risk အဲဘာတွေ risk ရှိမလဲဆိုတော့လည်းကျွန်တော်ပြောထားပြီးသားဖြစ်တယ်โอเคအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒီအပိုင်းလေးကိုကျွန်တော်ချက်သွားအောင်ဗျနော် အဲ့တော့ကျွန်တော်တို့အော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က position 1ဆိုပြီးရှိတယ်အဲ့တော့ position တစ်ခုဖွင့်လိုက်တိုင်းဒီဘက်မှာ aura နှစ်ចောင်းထွက်တယ်ပေါ့ဗျာပြောမှာဆိုလို့ရှိရင်အဲ့တော့ position တစ်ခုဖွင့်လိုက်တိုင်းဒီဘက်မှာ pair တစ်ခုရဲ့ aura နှစ်ចောင်းထွက်တယ်ဆိုလိုတာကကျွန်တော်တို့ကဘယ်နေရာမှာရှုံးမယ်ဘယ်နေရာရောက်ရင်ကျွန်တော်တို့ကရှုံးမယ်ဘယ်နေရာရောက်ရင်အဲကျွန်တော်တို့ကနိုင်မယ်ပေါ့ဗျာဆိုလိုတာဟုတ်ပြီနော်အဲ့တော့ ကျွန်တော်တို့ TP install lot တွေဖြုတ်လဲဆိုလို့ရှိရင်တော့ဒီဟာကိုဖြုတ်ကြတယ်ဟုတ်နော်ဒီထဲမှာ TP နဲ့ install lot ရှိတယ်အဲ့ထဲမှာမှာ install lot ဖြုတ်တယ် TP install lot ဖြုတ်တယ်ဆိုတော့ဒီဟာကိုဖြုတ်တာဗျာနော် okay အဲ့တော့အရင်ဆုံးစပြီးတော့ position 1နဲ့ကိုသွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ suite ကိုကျွန်တော်ဒီမှာ trade ကြတယ်ဟုတ်နော်အဲ့တော့ suite trade ကြဆိုတော့ပထမဦးဆုံး PNL ဆိုတာက profit and loss ကိုပြောတာပါသူက USDT နဲ့ပြမယ်သူကကျတော့ကျွန်တော် percentage နဲ့ပြတာဖြစ်ပါတယ်ဟုတ်ပြီနော် profit and loss ကိုကျွန်တော် PNL လို့ခေါ်တယ်နောက်တစ်ခါကျတော့ site site မှာဒီမှာကျွန်တော် buying long လုပ်လိုက်တဲ့ site ကဘယ်လောက်လဲဆိုတော့ကျွန်တော်တို့14 sweet sweet token demo ဘယ်နှခုလဲဆိုတော့ကျွန်တော်14ကိုကျွန်တော် buying long လုပ်လိုက်တာဖြစ်ပါတယ်။ Okay ကျွန်တော် entry ဝင်ခဲ့တဲ့နေရာက entry price က USDT အာ3.963အဲ့ဒါမှတ်သွားလိုက်မယ်နော်။ okay 3.9603မှာကျွန်တော်အအပိုင်း entry ဝင်ခဲ့တယ်ပေါ့နော်3 3.9 960 3မှာကျွန်တော် uh entry price ကဝင်ခဲ့တယ်အဲလက်ရှိ market price ကကြတော့ဘယ်လောက်ဖြစ်နေရလဲဆိုတော့ Sui က3.97ပေါ့နော်3.97ဒါ market လက်ရှိ market ရောက်နေတဲ့ price ကိုပြောတာနော်3.97465ဒီကောင်ညီမမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာလက်ရှိဒီမှာရောက်နေတဲ့ market price ကိုပြောချင်တာပါဟုတ်ပြီနော် 97နော်အဲ့လိုမျိုးလေးဖြစ်နေမယ်နောက်တစ်ခုကကြောက်ဒီကောင် margin margin ကလည်း USDC နဲ့ပြတယ်ဒါကဘာလို့ဆိုရလဲဆိုတော့ကျွန်တော်တို့ future wallet ထဲမှာ trade တစ်ခုလုပ်ရင်ကျွန်တော်တို့အဆုံးရှုံးခံတဲ့ပမာဏကျွန်တော် store တော့ TY ရင်ကျွန်တော်9.19ချက်9ချက်ကျော်ကျော်လေးရှုံးမယ်ဗျာဆိုလိုတာဟုတ်ပြီနော်အဲကျွန်တော်အာဒီ store lot TY ဒီ trade မှာဒီ sui trade မှာကျွန်တော်9ချက်ကျော်ကျော်ရှုံးမယ် ဟုတ်ပြီနော်အဲ့တော့ဒါပြီးသွားပြီနောက်တစ်ခုကကျတော့ဒီ ROI လို့ခေါ် return on investment လို့ခေါ်ဒါလည်းအဲကျွန်တော်တို့ percentage နဲ့ပဲပြရပဲနော်ဒါ margin ratio ကလည်းအတူတူပဲကျွန်တော်တို့ percentage နဲ့ပြရတယ်နောက်တစ်ခုကကျတော့ဒီကောင်လေးကလည်းနည်းနည်းအရေးကြီးတယ် liquidation price လို့ခေါ်တယ်ဗျ liquidation price ဆိုတာကဒီဈေးက3.625တန်းရောက်ရင်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ stop loss ထိဟုတ်ပြီနော်ကျွန်တော်တို့ကအခုက buy ထားတာဖြစ်တယ် buy ထားတာဖြစ်တဲ့ကြောင်းအပေါ်တက်မှရမယ်အောက်ကိုဆင်းသွားပြီးတော့3.625812ရောက်တာနဲ့ကျွန်တော် တယ်ကျွန်တော်ရဲ့ wallet future wallet တွေက margin block ယူမလဲဆိုတော့5.19ငိုကျွန်တော်ဟောအဆုံးဆုံးခံမှာဖြစ်ပါတယ်โอเคเนาะအဲ့တော့ open order လေးကိုတစ်ချက်သွားကြည့်လိုက်အောင်โอเคဒါဒါကျွန်တော်ရှင်းပြီเนาะဒီဟာဒီအပိုင်းကိုကျွန်တော်ရှင်းပြီเนาะโอเคပြီးရင်နောက်တစ်ခုက open order 2တွေကိုသွားမယ်ဆိုလို့ရှင်ဒီမှာဆိုလို့ရှင်ကျွန်တော် sui perpetual stock market ရှိမယ်ဒီမှာအာ take profit ဆိုတာရှိမယ်ဒါကကြတော့ tp ီကောင်က TP ဒီကောင်ကကျွန်တော် store လောက်ဟုတ်ပြီเนาะဘယ်ဈေးမှာဆိုတော့ကျွန်တော်ခုနပြော6.362533ရောက်တာနဲ့ market price က6.36 3 uh, 3.62530ရောက်တာ ਨੇ ကျွန်တော်တို့ကပါပေးရမယ်ဆိုတော့ကျွန်တော်တို့ stop loss stop loss ပေးရမှာပေါ့เนาะနောက်တစ်ခါကျတော့ဒီမှာ take profit take profit မှာကဒီမှာတဲ့ item ပဲ market price က5.3035ရောက်တာ ਨੇ ကျွန်တော်တို့ကဘာဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ကဒါကို TPT သွားမယ်ဆိုလို့ရသဘောအဲ့တော့တချို့တွေက emotion မနိုင်မဲနဲ့ဒီ stop loss ရောက်ခံနေလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ stop loss က3.6250နာရောက်ခံနေရင်ကျွန်တော်တို့က emotion မနိုင်ဘူးတချို့ကြတော့ အော်အော်ရာကိုဟိုစတော့လောက်ဖြုတ်တယ်ဆိုရင်ဒီမှာကန်ဆယ်လုပ်လိုက်တာပေါ့နော်။ဒါစတော့လောက်ဖြုတ်တယ်ဆိုတာဒီမှာကန်ဆယ်လုပ်လိုက်တာ။အဲ့တော့နောက်တစ်ခုကကြောက် TV ပေါ့နော်။ TV မှာလည်းအဲ့တိုင်းပဲ TV ကိုကျွန်တော်တို့ကကျွန်တော်အရင်ပေးထားတဲ့5.3အဲ3035ရှိတယ်ဗျာ။အဲ့ကောင်အဲ့ကောင်ထပ်ပိုရခြင်းနဲ့ဈေးကလည်းတက်မယ်။အဲ့ဆိုတော့တည်ရင် TV ကိုဖြုတ်ချင်ဒီမှာကန်ဆယ်ဆိုပြီးတော့နှိမ့်လိုက်လို့ရတယ်။ဟုတ်နော်။အော်ရာတစ်ခုပွင့်ချင်တယ်ဆိုရင်တော့ဒီ position ထဲမှာဒီမှာ close ဆိုပြီးတော့ကျွန်တော်နှိမ့်လိုက်လို့ရတယ်။လက်ရှိဆိုကျွန်တော်ရှုံးနေပြီဗျာ။လောလောဆယ်။အဲဒီ PNN နဲ့တွေ့ရင်တော့မှရှုံးလိုက်မြတ်လိုက်ဖြစ်နေတာပေါ့နော်။ဒါကျွန်တော် symmetry ပေါ့နော်။ကျွန်တော်ပြီးရင် ြန်ပိတ်မှာဖြစ်ပါတယ်။ Okay ။မပိတ်ပဲဒီတိုင်းထားလိုက်ရပါဘူးဆိုကျွန်တော်ရှုံးမှာငါးချက်ငါးချက်နှီးပါတော့ပဲရှုံးမှာဆိုတော့ဟောဒါကျွန်တော် simple လုပ်ထားတာပြောမကောင်းသူထိတ်ကောင်းသူထိတ်ပေါ့။ဟုတ်ပြီနော်။အဲ့တော့ဒီထဲမှာအာကျွန်တော် future trade လုပ်လို့ရှိရင်ဒီထဲမှာအသုံးတဲ့အခေါ်ဝေါ်လေးတွေပါအဲ့တော့ဒီမှာကျွန်တော်က trade တစ်ခုပဲလုပ်လိုက်တယ်ဘာဖြစ်လို့ဒီမှာ open order နဲ့ကြောင်းပွင့်လာတယ်လဲဆိုရက် beginner trader တွေကမသိမှာဆိုရတဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးကိုပါဖြစ်လိုက်ပါဥမာ open position နှစ်ခုပွင့်သွားပြီဆိုရင်ဒီမှာ order တိုက်ကဘာဖြစ်သွားမလဲဆိုတော့၄ခုဖြစ်သွားမယ် ဟုတ်ပြီနော်အဲ့လိုမျိုးပဲ stock stock market တခုပါမယ်ပြီးရင် take profit market တခုပါမယ်နှစ်ခုပေါ့နော်အာ position တခုပွင့်တိုင်းကိုဒီဘက်မှာ order ကနှစ်ခုပွင့်လာမှာဖြစ်ပါတယ် okay ဒါကတော့ကျွန်တော် future trade trade မှာဆိုလို့ရှိရင်ကျွန်တော်အော်ဒီထဲမှာရှိတဲ့ position တို့ order တို့ရဲ့အတုံးလုံးတွေကိုကျွန်တော်အော်ရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေး like subscribe လုပ်ပေးကြပါဦးဗျာ